ုရားဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကိုလောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲလူချင်းတူပါလေတယောက်နဲ့တယောက်ဘာကြောင့်ကွာခြားနေသလဲဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကွာခြားသွားတယ်လူဘာကြောင့်ဖြစ်ရသလဲကဘာကြီးဘာကြောင့်ရှိနေရသလဲဆိုတာတွေကို တချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီး φαν စင်းလို့ဆိုနေအကြောင်းကိုသူရှားတယ်မှန်ပါဗျာတကူရှင်က φαν စင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့လေဣတရနေမနဝါရလို့ခေါ်တယ်မှန်ပါဗျာဣတရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နေတဲ့တကူရှင်ကြီးကနေမနသူ့စိတ်တိုင်းက φαν စင်းလိုက်တယ်မှန်ပါဗျာ φαν စင်းလိုက်လို့လူတွေနဲ့တက်စီတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်မှန်ပါဗျာအဲ့ဒါအကြောင်းရှားတာပဲဖြစ်တယ်မှန်ပါဗျာ နောက်တူကဒါတွေက accident တယ်အကြောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဟန်ဆင်းရှင်ဝါဒကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေကအကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ်နောက်တစ်ခုကတော့အတိတ်ကိုပုံချတယ်ခုနပုပ္ပိကတာဟိတုဝါဒဆိုပေါ်လာတယ်ဟုတ်ပါဘူးဘာပဲဖြစ်ဖြစ်အတိတ်ကလုတ်ခဲလို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတယ်ဝါဒလည်းပဲ အကြောင်းရှာတာပဲဖြစ်တယ်တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတမျိုးမျိုးအကြောင်းရှာကြတယ်ဘုရားဘာသာကပါဝအကြောင်းရှာတော့ဆိုကံနဲ့ကိလေသာပေါင်းစပ်လို့တောကကြီးကဖြစ်ထွန်းလာတယ်အမှန်ပါအဲ့တော့ဘုရားရဲ့အယူဆဟိုတယ်ဟောပြောချက်အရာဆိုလို့ရှင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာအမှန်ပါထိုကံနဲ့ကိလေသာအပြည့်မှာ ရုပ်ကိုဖြစ်စေတတ်တဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးမှန်ပါဗျာနံတရားကိုဖြစ်စေတတ်တဲ့အာယုန်နဲ့ဝဋ်ထုစားတဲ့အကြောင်းတရားတွေကအမျိုးမျိုးမှန်ပါပဋ္ဌာန်း24ပစ္စည်းမှဆိုရင်အကြောင်းပေါင်း24မျိုးမှန်ပါဗျာပရိစ္ဆသမုပ္ပါဒ်မှဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထီအောင်စကလုံးသုံးပြပြီးတော့ဖော်ပြထားတယ်မှန်ပါအဲ့ဒီအကြောင်းတရားရှာတဲ့အပေါ်မှာအဓိကကွဲပြားခြားနာကြပါတယ် အဲ့ဒီအကြောင်းတရားရှာသည်ရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ဘုရားကဣဒ္ဓရနေမနာသာဝရဘုရားတကူရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူးပြောစရာတွေဝေဖန်စရာတွေအများကြီးရှိတယ်အကြောင်းမဲ့ဖြစ်တယ်ဆိုတာလည်းလက်မခံဘူးအကြောင်းရှိတယ် အတိတ်အကြောင်းတစ်ခုတည်းကိုပဲပုံချတဲ့ဝါရမျိုးနဲ့တက်မခံဘူး။